အားလုံးမင်္ဂလာပါရှင်။ကျမမနေ့တော့ဆိုရင်မှတ်ဉာဏ်ကိုလွန်မိုးစေတဲ့ချက်တွေဆွနေသွားတယ်။အသက်ရွယ်တွေရှိမယ်၊ကြားမရှိမယ်၊ဖွံ့ဖြိုးမှုတွေရှိမယ်၊မိမိရဲ့ပတ်ဝန်းကျင်အားလှုံ့ဆော်မှုတွေဒါမိမိရဲ့စားသောက်နေထိုင်မှုတွေ၊လေ့ကျင့်ခန်းလှုံ့ဆော်မှုတွေနောက်တကကျမတို့ဒီကဓာတုဆေးဝါးတွေသုံးဆွဲနေရမှုတွေဒါပေါ့နော်ဒီလေတုရဲ့တန်ရှင်းမှုပေါ့။ဒါမိမိတောက်သုံးရတဲ့ရေရဲ့ကျမရင်းနဲ့လျော်ညီမှု toxic တွေ မမရှိမှုပေါ့နော်ဒါမျိုးတွေဟာလည်းလိုအပ်ချက်တွေထဲမှာပါဝင်နေတယ်။ဒါကြောင့်ဒီလိုမျိုးပေါ့နော်မှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေကိုဆွေးနွေးပေးခဲ့တယ်။ယနေ့မှလည်းပဲဆက်လက်ပြီးပေါ့ပေါ့နော်မှတ်ဉာဏ်မိုင်းဆိုင်ရမှာပေါ့နော်ကျမတို့စေကူတရမယ့်အခြေအနေဖြစ်ပေါ်နေတဲ့သူတွေကြောင့်အခြေအနေတွေကိုဆွေးနွေးပေးမှာပါ။စေကူတဖို့လိုအပ်နေတဲ့ ခြေအနေတွေအကြောင်းကိုဆွေးနွေးပေးမှာပါအဲ့ဒီမှာဆိုရင်အတက်ယောဂရှိတဲ့သူတွေဒီလိုမျိုးအတက်ယောဂရှိတဲ့သူတွေတငယ်ချင်းငငယ်တော့ကတငယ်ချင်းတွေထဲမှာလည်းတွေ့ဘူးတယ်သူဟာတကုတ်စိတ်လှုပ်ရှားပြီဆိုရင်သူတက်သွားတာလေသူ့ကိုဒါတက်ပြီဆိုလို့ရှိလို့ရှိရင်ဝိုင်းပြီးတော့ပေါ့နော်လက်ကလေးတွေအချိုးပေးချီတော့ကလေးတွေနှိပ်ပေးနေပေါ့နော်အဲ့လိုမျိုးနဲ့သူအတက်ကိုပြေအောင်လုပ်ရအောင်ဒီလိုလူမျိုးတွေမှာလည်းမှတ်ဉာဏ်ကိုထိခောက်ထိခိုက်စေပါတယ်ဒါဆိုရင်မှတ်ဉာဏ်မှာ forgetting တွေဖြစ်ပေါ်လာဖြစ်ပေါ်လာစေတယ် ဒါမေးလျော့မှုတွေဖြစ်ပေါ်လာစေတယ်ပေါ့နော်ဒါအတက်ယောဂရှိတဲ့သူတွေဟာစေကုသမဲ့သူတွေမျိုးဖြစ်ပါတယ်မကုသပဲနဲ့ထားရင်ပို့ပြီးတော့ဆိုးလာစေပါတယ်ရှင်နောက်တစ်ခါနာတာရှည်နာကျင်မှုတွေနာတာရှည်နာကျင်မှုတွေကြောင့်သူတို့တွေဟာပေါ့နော်ဒီဓာတုဆေးဝါးတွေကိုတောက်သုံးရမယ်အဲ့လိုမျိုးနာတာရှင်နာကျင်မှုအဓိကဥမခေါင်းကိုက်နေတယ်အဲကိုလက်တွေနာကျင်နေတယ်ဆိုလို့ရှိရင် तू က ဟိုခဏလေးနာတာမဟုတ်ဒါဆက်ခါဆက်ခါပဲပေါ့နော်ကြာရှည်ကြီးနာခြင်းနေတာအဲ့လိုမျိုးနာကျင်မှုတွေဖြစ်နေတဲ့သူတွေမျိုးဆိုလို့ရှိရင်လည်းစေကူတာဖို့လိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ်ရှင်နောက်တစ်ခုနာတာရှည်ခေါင်းကယောဂါတွေခေါင်းကယောဂါဥသူကသူ့ရဲ့စေးလေးတောက်စေးတောက်ရမယ်စေးကိုတောက်လိုက်လို့တချို့ကကြတော့ပျောက်ကင်းသွားတချို့ကကြအဲ့လိုမဟုတ်ဘူးဒါရှိရှိကြကြာကြီးကိုပေါ့နော်ခေါင်းကိုက်နေတဲ့သူတွေကြလို့ရှိရင်ဒါစေကူတာဖို့လိုအပ်တဲ့အခြေအနေတွေဖြစ်ပါတယ်ရှင် နောက်တစ်ခုယောဂပိုးဝင်ရောက်ခြင်းနေဒါ infection ဆိုတာသူကသူ့ကို antibiotic ဆေးတွေပြန်ပြီးတော့သူ့ကို treatment တွေပေးမှဒီယောဂပိုးဝင်ရောက်ခြင်းရဲ့ဒါဖြစ်ပေါ်နေတဲ့အခြေအနေကပြောက်ကင်းပါလေအဲ့တော့ကျတော့ဒီလိုယောဂပိုးဝင်ရောက်တဲ့အခြေအနေတွေဖြစ်လာပြီဆိုလို့ရှိရင်လည်းစေကူတာဖို့လိုအပ်တဲ့အခြေအနေဖြစ်ပါတယ်ဒီအခြေအနေမျိုးမှာစေမကူတာဘူးဆိုရင် လူတွေရဲ့အမှတ်ဉာဏ်ကိုမေးလျော့ခြင်းတွေပို့ပြီးတော့ဖြစ်ပေါ်ဖော်ကောဒီနေပို့ပြီးတော့ဖြစ်ပေါ်လာစီမှာဖြစ်ပါရဲ့ရှင်။နောက်တစ်ခုသွေးတိုးတဲ့သူတွေ blood pressure တွေခဏခဏနှိမ့်စင်တက်နေတဲ့သူတွေဆိုလို့ရှိရင်လည်းစိတ်ကူတာကိုလိုအပ်ပါတယ်။နောက်တစ်ခါ age တွေကင်ဆာယောဂခံစားနေရတဲ့သူတွေဒါဆိုလို့ရှိရင်လည်းစိတ်ကူတာကိုလိုအပ်တယ်။နောက်တစ်ခါခေါင်းပိုင်းထိခိုက်ဒဏ်ရာရရှိခြင်းတွေဒါအဲ့လိုမျိုးခေါင်းပိုင်းထိခိုက်ဒဏ်ရာရရှိတဲ့သူတွေဟာလည်း အသူနဲ့လိုအပ်တဲ့ပေါ့နော်တာရာဖစ်တွေနဲ့တိုင်ပင်ပြီးတော့စေကူတာမယ်စေကူတာဖို့လိုအပ်တဲ့အခြေအနေတွေဖြစ်ပါတယ်နောက်တစ်ခု မာတီဗယ်ရှိနေတဲ့ပေါ့နော်ဆယ်လီယာစစ်ဆိုတာကကြတော့သူ့မှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသူကဒီစေကူတာလိုက်မှဒါတွေကဒါရော့ကြသွားမှာမကူတာလို့ရှိရင်ပို့ပြီးတော့ဆိုးရတဲ့အခြေအနေတွေကိုဖြစ်ပေါ်လာစေတယ်အဲ့တဲ့အတွက်ဒီအခြေအနေကလည်း ဒါစေကူတာကိုလိုအပ်တဲ့အခြေအနေတွေဖြစ်တယ်။နောက်တစ်ခါစီးချိုသွေးလို့ရှိရသူတွေဒါဆိုလို့ရှိလို့ရှိရင်ဒီစီးချိုသွေးလို့ရှိရသူတွေတိုင်းထားလိုက်လို့ရှိရင် forget forgetting နေများများဖြစ်ပေါ်လာမှာပါ။မှတ်ဉာဏ်နေမေးလျော့လာမယ်။မေးလျော့ခြင်းနေအများကြီးဖြစ်ပေါ်လာမယ်။ဒါမျိုးတွေကိုထိန်းထားနိုင်အောင်စေကူတာပေးရမယ်အခြေအနေဖြစ်ပါတယ်ရှင်။နောက်တစ်ခုက traumatic stress disorder ဆိုတာကြတော့ तू ကဟိုပေါ့နော် ပုံမှန်စိတ်အခြေအနေမဟုတ်ဘဲနဲ့ trauma တွေရနေတာပေါ့နော်အဲ့လိုမျိုး trauma ရနေတဲ့သူတွေဆိုလို့ရှိရင်လည်းအလုပ်ရမလို့ဆိုရင်ဥဒပေးရမှာမှာ autism တွေ ADHD တွေသူတို့ကဒါပုံမှန်သူလိုအခြေအနေမျိုးမဟုတ်ဘဲနဲ့ disorder တွေဖြစ်နေတာဒီလိုမျိုး disorder တွေဖြစ်နေတဲ့ trauma ရနေတဲ့သူတွေ origin ni ADHD တွေကိုလည်းမလုပ်ပြရမလို့ဆိုရင် treatment ဆိုတဲ့စေကူတာမှုတွေပေးရမယ့်အခြေအနေတွေဖြစ်တယ်ဆိုတာကိုကျွန်မဒီနေ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ဒီမှာဆိုရင် dementia dementia ကတော့အသက်အရွယ်ရာလည်းဖြစ်တယ်အသက်ကြီးလာလို့ရှိရင် dementia တွေဝင်လာတတ်တယ်ဝင်လာတတ်တယ်ဒီအုံနောက်ကကျုံသွားတာပေါ့နော်ကျွန်တော်တို့အုံနောက်မှတ်ညံဒီကကျွန်တော်တို့ဒီ neuron တွေစက်ကြောင်းတွေတဖြည်းဖြည်းနဲ့ဗာပြစ်သွားလို့အသက်ကြီးလို့ကျုံသွားရလည်းရှိတယ် အဲ့လိုမျိုးဒီမန်ရှားဖြစ်တဲ့သူတွေကသူတို့ကိုလည်းပဲဒါဘာလို့ဖို့လိုအပ်တော့ဆိုရင် ကုသပေးဖို့လိုအပ်တယ်နားလည်းပေးဖို့လိုအပ်တယ်အဲသူရဲ့အုံနောက်ကဟိုပဲအသက်အရွယ်ရာလည်းကျုပ်သွားတာဖြစ်နိုင်တယ်လို့ဒါမှမဟုတ်ရင်သူတို့တောက်သုံးရတဲ့ဓာတုစေဝါးတွေကြလည်းကျုံသွားတာဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်သူ့ရဲ့စိတ်ခံစားမှုတွေစိတ်ဖိစီးမှုတွေများလို့လည်းကျုံသွားတာတွေဖြစ်နိုင်တယ်အဲ့လိုမျိုးတွေဖြစ်ပေါ်လာတဲ့ခြေနေမျိုးတွေမှာဆိုရင်သူတို့တွေကိုဒါ ဟိုစာနာထောက်တာနားလည်ပြီးတော့သူတို့တွေကို therapist တွေနဲ့တိုင်ပင်ပြီးတော့ treatment တွေပေးဖို့လိုပါတယ်သူတို့ကိုကုသမှုတွေများများပေးဖို့လိုတယ်။အဲတချို့ဆိုလို့ရှိရင်တော်ဆိုတဲ့စားပြီးပြီလားဆိုရင်ထမင်းစားပြီးပြီဆိုလို့ရှိရင်စားပြီးလို့စားပြီးမှမသိဘူးမစားရသေးဘူးပေါ့။အဲ့လိုမျိုးတွေပေါ့နော်။အုံနောက်ကကြုံပြီးတော့မေးလျော့မှုတွေအများကြီးဖြစ်ပေါ်လာစေပါတယ်။ဒါမျိုးတွေကိုလည်းကျွန်တော်တို့ဆေးကု ဒါတို့ကိုပြန်လဲပြီးတော့ပေါ့နော်ဒါကုသပေးဖို့လိုအပ်တယ်နားလဲပေးမှုတွေနဲ့ပေါ့နော်ဖေးမမှုတွေနဲ့ပြုစုဆောင်ရှောက်ပေးမှုတွေအများကြီးလိုအပ်ပါတယ်ဒီလိုလူမျိုးတွေကြလို့ရှိရင်လေအဲ့ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုကပါညော့ဒီမှာဆိုလို့ရှိရင် Alzheimer တွေဒီ Alzheimer ကကြလဲဒီမှာဆိုရင် healthy brain သူ့မှာကြတော့ဒါအုံနောက်ဆက်ကြောင်းနေနေအုံနောက်ကပြည့်ပြည့်ဝရှိနေ Alzheimer brain ကြတော့အုံနောက်ကကျုံသွားတာဆက်ကြောင်းနေကပြည့်ပြည့်သွားပြီးတော့ကျုံသွားတာ အဲ့ဒီအခါမှာတို့ကဘာဖြစ်တုံးဆိုလို့ရှိရင်ခုနဒီမဲရှားတဲ့စင်တွေစင်တူတဲ့တို့ကအချိန်တွေကိုမမတ်မိအောင်နေရာတွေကိုမမတ်မိအောင်တခါတည်းဆိုရင်အိမ်ကနေထွက်သွားတယ်ဒီကအဲဆိုင်မသမားတွေကလေထွက်သွားပြီးတော့အိမ်ကိုဘလို့ပြန်မလို့ဆိုတော့မပြန်တတ်တော့ဘူးအဲအဲ့လိုမျိုးတွေဖြစ်တယ်အနောက်တကစကားပြောနေရင်လည်းပေါ့လေချက်ချင်းချင်းရုတ်တဲ့ကြီးရက်ပြတာရှစ်ဆက်စကားပြောကိုသူမေ့သွားတာ ဟဲ့အဲ့လိုမျိုးတွေပေါ့နော်ဒါအဲဆိုင်မာယောဂါထဲမှာပါဝင်ပါတယ်နောက်တစ်ခုက memory loss ဖြစ်နေတာ memory ထဲမှာမှတ်ဉာဏ်ထဲမှာပေါ့နော်သူ့ရဲ့ store လုပ်ထားမယ်ဟာရမလုပ်ထားနိုင်တော့ပဲねဒါ forgetting နေဖြစ်ပြီးတော့ဒါအဲဆိုင်မာတွေဖြစ်နေတာပါနောက်တစ်ခုကကြတော့သူကသူ့ရဲ့မိသားစုတိုင်းမှာဟိုပဲသူကဘာဖြစ်နေလို့ဆိုလို့ရှိရင်ဒါ လျော်ညီတဲ့တင့်နေဆိုင်မှုတွေမလုပ်နိုင်တော့ဘူးပေါ့နော်သူ့မှာဆိုလို့ရှိရင်အခက်ခဲတွေများလာမယ်ဟိုပေါ့နော်သူ့ရဲ့မူလတာဝန်တွေကိုသူမလုံဆောင်နိုင်တော့တဲ့ဒါမေလျော်မှုတွေနဲ့ပေါ့နော်အဲဆိုင်မာယောဂတွေရကြရဲတခါတင်လို့ရှိရင်ပြရဝိတ္ထုတွေပေါ့နော်ဖုံးဆိုလို့ရှိရင်ဖုံးထားတဲ့ဇပွဲပေါ်သို့မဟုတ်ရှိမယ်ပေါ်တော့ဆင်လေးကြည့်မယ်အဲ့ပေါ်ဒါဒါကိုဘာမို့ပဲနဲ့တော့ဖလာကြီးတွေကိုသွားပိတ်ထဲပလိုက်တာတို့ COE တွေပိတ်ထဲတာတို့ရေပုံးတွေပိတ်ထဲတာတို့ဟောအဲ့လိုပေါ်တော့ဖန်ခွက်ထဲသွားပြီးဖုန်းကြီးထားထည့်ထားလိုက်တာတော့ဒါသူက သူ့ရဲ့ဒီကအဲဇိုင်းမာယောဂါရဖြစ်ပေါ်လာတဲ့အခြေအနေတွေဒါလိုမျိုးအခြေအနေတွေဖြစ်ပေါ်လာတတ်တယ်ပေါ့နော်အဲဇိုင်းမာသမားတွေအရဆိုလို့ရှိရင်နောက်ပြီးတော့ကြတော့သူတို့တွေကဟိုပေါ့နော်သူတို့ရဲ့ mood တွေဟာပေါ့နော်ဟိုဟာဖြစ်လာတာပေါ့နော်သူကပြောင်းသွားပြီးတော့နော်ဟိုဒီစိတ်လှုပ်ရှားခံစားမှုတွေကိုဟိုမထိန်ကျုံနိုင်တော့ဘူးဟိုအခြေအနေတမျိုးတွေကိုပြောင်းသွားပြီးတော့သူတို့ရဲ့ခံစားမှုတွေကဟိုပုံမှန်မဟုတ်တော့ဘဲနဲ့ပေါ့နော်တမျိုးဒီ အုံနောက်ရဲ့ကြုံသွားမှုအရာအုံနောက်ရဲ့စက်ကြောင်းတွေပျက်စီးသွားမှုအရာသူတို့တွေဟာဒါ emotion တွေကဒါကစင်ကလေးအားဖြစ်သွားပြီးတော့ဗောနော်လှုပ်ရှားမှုတွေဥမာဟိုဓမင်းစားပြီးတာကိုပဲအဲစားပြီးပြီးငါမစားရသေးဘူးဗောအဲအဲ့လိုမျိုးတွေဗောနော်အဲသူ့ရဲ့မေးလျော့မှုတွေက ညာပြည့်ပြည့်နဲ့ဘာဖြစ်လာအောင်စေညာပြလာတာဒါဆိုရင်အယ်ဇိုင်းမားယောဂဖြစ်နေပြီပေါ့နော်ဒါမျိုးဆိုရင်လည်းစေကုသပေးဖို့လိုအပ်တဲ့အခြေအနေတွေပါသူတို့ကိုတကယ်ကိုပဲနှွေးထွေးစာနဲ့ကုညီဆောင်ရှားမှုတွေပေးဖို့လိုအပ်တဲ့အခြေအနေတွေဖြစ်ပါတယ်ရှင်အဲ့ဒီမှာနောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်မှတ်ဉဏ်ပြင်းထန်စွာပျောက်ဆုံးခြင်း retrograde ဆိုရအတိတ်ကဖြစ်ရအကြောင်းအရာတွေကိုသတိမရတော့ဘူးသူတို့မှာ injury ဆိုတာသူအုံနောက်ထဲမှာသူက ုံနောက်ထဲမှာရှိရမယ်အပိုင်းတွေအခန်းတွေကပျက်စီးသွားတာအဲပျက်စီးသွားတဲ့အခါမှာမှတ်ဉာဏ်တွေပြင်းထန်စွာပျောက်ဆုံးသွားတယ်တကယ်ကိုမှတ်မိရမယ်အကြောင်းအရာတွေကိုသူလုံးဝကိုမမှတ်မိတော့ဘူးပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခါ hippocampus ပျက်စီးသွားတဲ့အခါမှာလည်းမှတ်ဉာဏ်အစ်စ်တွေကိုလည်းသူထပ်မမှတ်နိုင်တော့ဘူးအဲဒါမျိုးတွေကအုံနောက်ရဲ့သူ့ရဲ့အပိုင်းတွေ ဖြစ်စည်းသွားခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ဒါမျိုးတွေဆိုလို့ရှိရင်ဒီလိုမျိုးတွေဖြစ်ပေါ်လာနေပြီဆိုလို့ရှိရင်ဘာလို့ရမလို့ဆိုရင်ကျွန်တော်တို့တွေစေကူတာမှုတွေလှုပ်ဆောင်ပေးရပါမယ်။အဲ့လိုမျိုးစေကူတာမှုတွေလှုပ်ဆောင်ပေးမှလည်းသူ့ရဲ့ဒါပေါ့နော်ဒီဖြစ်ပေါ်နေတဲ့အဲဆိုင်မှာယောဂါတွေလို့ပေါ့နော်အဲအဲ့ကလိုမျိုးယောဂါတွေဟာဒီဟိုအနေငယ်ရဲ့ ရော့ကြသွားပြီးတော့ပေါ့နော်သူ့ရဲ့လူမှုပတ်ဝန်းကျင်နဲ့စီလျော်အောင်နေနိုင်တဲ့အဆင့်ကိုရောက်မှာမှာဒါဆိုလို့ရှိရင်ဒီလူမျိုးအခြေအနေတွေစေကူတာရမယ့်အခြေအနေတွေပါဆိုလို့ရှိရင်ကျမတို့ဒီသူ့ရဲ့ပေါ့တက်ဆိုင်တဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ treatment တွေပေးရမယ်။အမျိုးတွေပေးခြင်းအားဖြင့်သူ့ရဲ့ပုံမှန်ဘဝမှာနေထိုင်ရအောင် ဟာလိုက်ပါပြီးတော့ဟိုပါပေါ့နော်သူတို့ရဲ့ owner forgetting နေညော်နေသွားအောင်ပေါ့လှုပ်ဆောင်ပေးလို့လှုပ်ဆောင်ပေးလို့ရှိရင်ပို့ပြီးတော့ကောင်းမွန်တဲ့ဘဝအခြေအနေကိုရရှိလာစေမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီထဲမှာဆိုလို့ရှိရင်သူကစေကုသမဲ့အခြေအနေကိုရောက်လာပြီဖြစ်တဲ့အတွက်သူတို့တွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေ forgetting ပိုင်းဆိုင်ရာတွေဟာပို့ပြီးတော့ဆိုးွားလာပြီ။နောက်တစ်ခါဒါတွေကလည်းသူ့ရဲ့ကျန်းမာရေးအရာလည်းဖြစ်ပေါ်လာတာရှိတယ်လို့ပဲ။အဲအသက်အရွယ်ပိုင်းရာလည်းဖြစ်ပေါ်လာတာရှိတယ်။ dementia တွေတို့ဒီ ီအဇိုင်းမားတွေလို့ဆိုတာအသက်ရွယ်အပြင်လည်းဖြစ်ပေါ်ရတဲ့အုံနောက်တွေအသက်ကြီးလာလို့ရှိရင်ကျုံသွားတယ်ဒါတွေကိုမဖြစ်ပေါ်အောင်ကျမတို့ဘာလုံးလို့ရပါတယ်နီးလဲနေရှိတယ်ဘာလို့မလို့ဆိုရင်မိမိအုံနောက်ကိုအသုံးပြုနေရမယ်ဒါဆိုလို့ရှိရင်ဆုံးရှုံးမှုတွေနည်းသွားမယ်အုံနောက်ကသုံးရင်သုံးမသုံးရင်ရှုံးမှာဆုံးမှာပဲအဲ့သုံးရင်သုံးမသုံးရင်ဆုံးမှာဖြစ်တဲ့အတွက်သုံးပြုနေရမယ်အဲ့လိုမျိုးသုံးပြုနေခြင်းအပြင် ဒီမဲစားတွေယောနေသွားမယ်အဲဆိုင်မားတွေယောနေသွားမယ်တကယ်လို့ဖြစ်လာလို့ရှိလို့ရှိရင်လည်းစေကုတာသူ့ရဲ့အချိန်မီစေကုတာပေးခြင်းအဖြစ်ဒီလိုမျိုးအခြေအနေတွေကနေပြီးတော့ပေါ့နော်ပုံမကောင်းမွန်တဲ့အခြေအနေတွေရောက်ရှိအောင်ဆောင်ရွက်ပေးကြရမယ်ဆိုတဲ့အကြောင်းလေးကိုယနေ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်နောက်နေ့တွေမှာလည်းပဲကြံရှိနေတဲ့အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချက်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်